အခုတင်ဆက်ပေးမယ့်သတင်းကတော့စစ်ပွဲနိုင်ငံတော်အကြောင်းပါကစ္စတန်စစ်တပ်ကောင်ဆောင်ကိုဗိုလ်ချုပ်ကြီးရာတို့တွင်ပြင်ပေးလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ပါကစ္စတန်ဆိုရပြီးခဲ့တဲ့မေလဆန်ပိုင်းတော့ကအိန္ဒိယနဲ့ပြပွားခဲ့တဲ့စစ်ပွဲမှာအနာရအောင်ဆန်းဆောင်ပေးနိုင်ခဲ့လို့တမတ်ပြီးစစ်တပ်ကောင်စားဗိုလ်ချုပ်မူနီယာကိုဗိုလ်ချုပ်တရားရွယ်စင်အဒီတွင်ပြပေးခဲ့လို့သိရပါတယ်။ ဒီလိုတုံ့ပြန်ပေးခဲ့တာဟာစစ်ပွဲနဲ့ပတ်သက်ပြီးတော့မူနီယာရဲ့ဆန်ဆာရေးပုံကွန်ပြူခဲ့တာဖြစ်ပေမဲ့အိန္ဒိယနဲ့ပုံမှန်ဆက်ဆံရေးအခြေအနေကိုမရောက်သေးတာကြောင့်ပါကစ္စတန်စစ်တပ်ကိုစိတ်ဓာတ်မြင့်တင်ပေးဖို့ရည်ရွယ်တာဖြစ်ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာလေကြောင်းကနေအပြန်အလှန်ခိုက်မှုတွေဖြစ်ပွားခဲ့တယ်လို့နေဆက်မြင့်တစ်ချောင်းမှာလည်းလက်နက်ကြီးတွေနဲ့အပြန်အလှန်တိုက်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးမေလ10ရက်နေ့မှာရာရဲ့အပြစ်ခက်ရဲဆန်ပြုလုပ်ခဲ့တာပါ။ ရှားအပြစ်ခက်ရဆဲပြီးရဲ့နောက်မှာအပြစ်ခက်ရဆဲသဘောတူညီမှုကိုရှုဖောက်တယ်ဆိုရဲဆွဆဲမှုတချို့ကိုနှစ်ဖက်လုံးကလှုပ်ဆောင်နေကြပေမဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားခြင်းမရှိရဘူးလို့သိရပါဗျ။ဒီသတင်းကိုတော့ငြိမ်းချမ်းဝါပေးပို့လာပါဗျ။